မင်္ဂလာပါရှင်ခစ်တင်ယူချန်နယ်မှာထိတ်တန့်ရောက်မြမသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့2022ခုနှစ်တွင် KNDO ဌာနချုပ်ကိုတည်နေရဟောင်းဖြစ်သောအင်းစိန်တွင်ပြည်လဲတီဆောင်မြို့ဟု KNDO ဘိုးချုပ်စောရှိလီကညွှန်ကြားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အနေဖြင့်လာမည်2029အတွင်း KNDO ဌာနချုပ်ကိုတီနီယာဟောင်းဖြစ်သောရန်ကုန်အင်းစိန်တွင်ပြန်လည်တည်ဆောက်မည်ဟု KNDO စစ်ဦးစီးချုပ်ဗိုလ်ချုပ် စောရှိလေကညွှန်ကြားလိုက်ကြောင်း KNDO ကတရားဝင်သတင်းထုတ်ပြန်ပါသည်ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO သည်ကရင်အမျိုးသားအစည်းအရုံး KNU လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုအနက်မှတစ်ခုဖြစ်ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မပေါ်ပေါက်မီကလေးကတရှိခဲ့ကြောင်း KNDO သည် KNU ၏လက်နက်ကိုင်အဖွဲ့အဖြစ်1948ခုနှစ်မှ1949ခုနှစ်အထိဂျပန်အစိုးရနှင့်လွတ်လပ်ရေးခေတ်ဦးမြမအစိုးရတို့ကိုစန့်ကျဲတိုက်ခိုက်ခဲ့ကြောင်း KNDO ၏ဌာနချုပ်ဟောင်းသည်ရန်ကုန်တိုင်းအင်းစိန်တွင်အခြေစိုက်ခဲ့ကြောင်း၎င်းကဆိုပါသည်မြမောက်ကာလာတွင် KNDO စစ်ဦးစီးချုပ်ဘိုးချုပ်စောရှိလေကလာမယ်2020ခုနှစ်တွင်ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဌာနချုပ်သည်တချိန်တည်းနေရာဟောင်းဖြစ်ခဲ့သောအင်းစိန်တို့အသစ်တပံပြန်လည်တည်ဆောက်မည်ဟု KNDO တပ်မှုများကိုညွှန်ကြားချက်ပေးထားကြောင်းသိရှိရပါတယ်။ KNDO စစ်ဦးစီးချုပ်ရဲ့ထုတ်ပြန်ချက်နဲ့ညွှန်ကြားချက်ကအတိဖြစ်တဲ့မှန်ကန်တယ်ဆိုတာ KNDO ဘက်ကအတိပြုပါတယ်ဟုကရင်တော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါတယ်။ဆက်လက်ပြီးပမော်မြို့ကို KIA သိမ်းပိုက်နိုင်တော့မလားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်ပမော်မြို့တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားလျက်ရှိတဲ့မြို့သိမ်းတိုက်ပွဲသည်ယနေ့မေလ9ရက်တွင်ငါးလခန့်ကြာမြင့်ပြီးဖြစ်ပါတယ်။ မြို့ပေါ်ရက်ွက်နေရအနှံ့ပြား၌ KIA ပူးပေါင်းတပ်ဖွဲ့မှတပ်ဖြတ်နေရယူထားနိုင်ပြီးဖြစ်တော်လဲစစ်ကောင်စီတပ်ဖွဲ့မှစစ်စင်ရေးကိုကဲမှုဌာနချုပ်27နှစ်အတူတက်စကန်6ခုထပ်မင်းပြန်ရှိနေစေဟု KIA ပြန်ကြားရေးတာဝန်ရှိသူဘူမူကြီးနော်ဘူးကပြောသည်စစ်ကောင်စီတက်သည့်မြေပြင်မှဗမော်မြို့ပေါ်သို့စစ်ကူနှင့်ရိတ်ခါပေးပို့နိုင်ခြင်းမရှိတော့တော့လေလေကြောင်းအုံပြု၍စစ်ကူအင်အားဖြင့်တင်းကျင်းရိတ်ခါခရယံပေးပို့ခြင်းလေကြောင်းမှပုံကျဲတိုက်ခိုက်ခြင်းများကိုပြုလုပ်နေသည် မနေ့ကစကစဘက်ကနေသူတို့ရဲ့စစ်အင်အားတွေပြန်ပြီးတော့မှဖြစ်ထားတာကိုတွေ့ရပါတယ်။ရဟတ်ရင်သုံးစီနဲ့လာပြီးတော့မှစစ်အင်အားဖြစ်ထားတာကိုတွေ့ရတယ်ဟု KIA ဤပြန်ကြားရေးတာဝန်ရှိသူပုံမူကြီးနော်ဘူကပြောသည်။အဆိုပါစစ်အင်အားများကိုစကခ21အတွင်းသို့လာရောက်ပို့ဆောင်သွားခြင်းဟုသိရသည်။ KIA ပူးပေါင်းတပ်များသည်လက်ရှိတွင်ဗမော်မြို့နေရာအနှံ့ပြား၌တပ်ဖြတ်နေရာယူထားကစာကခ23တို့ညံနာမှု၍ရင်းဆိုင်တိုက်ပွဲဆင်နွှဲနေကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောသည်ဗမော်မြို့တွင်စစ်ကောင်စီတပ်ပတ်မှစာကစ23ခြေလင်းတရင်ခလာရ40ခွန်အမှတ်934စစ်အင်ဂျင်နီယာတပ်အမှတ်933 ောက်ပတ်ပို့ဆောင်ရေးတပ်အမတ်၁တစစ်မြေပြင်စီတပ်ရင်တပ်မတ်88လက်အောက်ခံတပ်ရင်စားတဲ့တပ်စခန်းများကြန့်ရှိနေတဲ့ကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောသည်အဆိုပါတပ်ရင်တပ်စခန်းများအနက်စကခ21အတွင်း၌စစ်ကောင်စီတပ်ဘက်မှအင်အားအများပြားစုဖွဲ့နေထိုင်နေခြင်းဟုသိရသည်အဆိုပါစကခ21ကိုစကခမူဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့်အတူဒုတိယစစ်တိုင်းမှုမှကိုခဲနေခြင်းဟုကချင်စည်ရေးတရင်ရင်းမြစ်များထံမှသိရှိရတော့လဲတရင်ဌာနအနေဖြင့်အတီးပြုတ်နိုင်ရန်ကြိုးပမ်းနေစေဖြစ်သည် ဗမာမျိုးသိန်းတိုက်ပွဲ၌ပြင်းထန်တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်စစ်မြေပြင်၏ဧရိယာသည် -10 ဝန်းကျင်ခန့်ရှိကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောသည်ဗမာမျိုးတို့ KIA ထိုးစစ်မစင်မီကမြို့တွင်စစ်ကောင်စီတပ်ဖက်မှဌာနချုပ်နှင့်တရင်တပ်စခန်းပေါင်း15ခုထပ်မံ၍အထိုင်ချထားခြင်းဖြစ်ကဌာနဆိုင်ရာရုံးများလည်းတရှိခဲ့သည်တိုက်ပွဲကာလ9လခန့်အတွင်း၌ဗမာမျိုးပေါ်၌စစ်ကောင်စီတပ်ဖက်မှအမှတ်9006တန်ချက်ကတရင်တင်ကာတရင်အမြောက်တပ်366နှင့်ဗမာလီစိတ်တို့ကို KIA ပူးပေါင်းတပ်ဖွဲ့များဘက်မှတိမ် းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း KIA ဘက်မှတရားဝင် ထုတ်ဖော်ပြောဆိုထားသည်စစ်မြေပြင်ဧရိယာကျယ်ပြန့်ခြင်းတိမ်ပိုက်ရန်ဌာနချုပ်တပ်စခန်းများပြားနေခြင်းသည်ဗမော်မျိုးသိန်းတိုက်ပွဲကိုကာလရှည်ကြာစေသည့်အကြောင်းရင်းများဖြစ်တဲ့ကဲ့သို့တစ်ဖက်တွင်လည်းစစ်ကောင်စီ၏လေကြောင်းစစ်ကူပေးခြင်းနှင့်လေကြောင်းရန်ကိုမကောက်ွယ်နိုင်ခြင်းကလည်းတိုက်ပွဲကာလကိုပုံမှုကြာရှည်စေကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောသည် စစ်ကွင်းလိုတတ်မှတ်တဲ့နေရာကလည်းမိုင်းမောင်း20ဝန်းကျင်လောက်ရှိပါတယ်။သူတို့စစ်ကောင်စီတပ်ဘက်ကမြေပြင်ကနေစစ်ကူလာလို့မရတော့ပါဘူး။ဒါပေမဲ့လေကြောင်းနဲ့ပစ္စည်းတွေထောက်ပို့တာလူအင်အားတွေထောက်ပို့တာတွေကိုတော့အမြဲတမ်းလုပ်နေတယ်။ကျွန်တော်တို့ကလေကြောင်းကိုတိုက်ခိုက်တဲ့နေရာမှာလေရင်ပစ်လက်နက်တွေလည်းအားနည်းချက်ရှိတယ်လို့ပြောရမှာပေါ့။အခုဒီတစည်းမှပြစ်ခတ်နိုင်တဲ့အနေအထားမရှိတဲ့အခါဒါတွေကလည်းတိုက်ပွဲကြာမြင့်စေတဲ့အချက်လက်တွေဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဟု KIA ပြန်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီးနော်ဘူးကပြောဆိုပါတယ်။ ပမော်နယ်နန်နမိတ်ချင်းတိဆက်လျက်ရှိတဲ့မိုးမောင်မျိုးမန်စီမျိုးနဲ့ရှမ်းပြည်နယ်မပိမျိုးများကို KIA ဘက်မှသိမ်းပိုက်ထားနိုင်ပြီဖြစ်ကရွှေကူဘက်မှဗမော်တို့ဝင်ရောက်ရာမြေပြင်လမ်းကြောင်းများကိုလည်း KIA ကပိတ်ဆို့ထားနိုင်ပြီဖြစ်သည့်အတွက်စစ်ကောင်စီတပ်ဖက်မှဗမော်တို့မြေပြင်မှထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိကြောင်းသိရပါတယ်။စစ်အုပ်စုတွေစစ်လော်ဘီတွေဘက်မှနောက်ထပ်မင်းခေါင်ဆိုတဲ့စစ်ကြောင်းတစ်ကြောင်းနဲ့စစ်ကူကိုရဟတ်ရင်နဲ့ပို့လိုက်တယ်လို့တော့ပြောနေကြတယ်။ အဲ့ဒီစစ်ကြောင်းရောက်သွားခဲ့ရင်တော့အနည်းဆုံးဒီလောက်ကုန်အထိ KIA ဘက်ကတိုက်စစ်ဆင်ရမယ်အနေအထားမျိုးပဲပြဟုစီဒီအမ်ဘူကြီးစင်ရောကပြောသည်။၎င်းပြောဆိုသည့်မင်းခေါင်ဆိုသည့်စစ်ကြောင်းသည်ယမန်နေ့ကစကခ21တို့ရဟတ်ရင်ဖြင့်လာရောက်ပို့ဆောင်သွားသည့်စစ်ကြောင်းဖြစ်မည်ဟုယူဆရကြောင်းပြောဆိုသည်။ကချင်ဒေတာတွင်စီရေးနှင့်နိုင်ငံရေးခြေနေများကိုစစ်ဆက်မပြတ်လိလာဆောင်ကြည့်နေသည့်မြစ်ကြီးနာမြို့မှာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကလည်း ဗမော်တိုက်ပွဲ၌ KIA ပူးပေါင်းတပ်များဘက်မှစည်ရေးအသာစီရရှိထားသည့်ဟုသတင်းများထွက်ပေါ်လျက်ရှိကမြေပြင်ထောက်ပို့လမ်းကြောင်းများအလုံးကို KIA မှပိတ်ဆို့ဖြတ်တောက်ထားနိုင်တော်လဲမြို့သိမ်းပိုက်နိုင်ရန်အချိန်ကာလတစ်ခုဆက်လက်၍တိုက်ခိုက်နေရအောင်မည်ဟုယူဆကြောင်းပြောပါရယ်လကောင်အတီးတိုက်ယူရမယ့်အခြေအနေပဲဟု၎င်းကပြောဆိုသည်လက်ရှိတွင် KIA ဘက်ကစကခ21ကိုပိတ်ဆို့တိုက်ခိုက်နေသည့်အခြေအနေဖြစ်ကစကခ21အတွင်းရှိစစ်ကောင်စီတပ်သားများသည့်ဌာနချုပ်အတွင်မှအပြင်သို့ထွက်ရန်ပင်ခတ်ခဲနေသည့်အခြေအနေဖြစ်ကြောင်းသိရသည် မမောတိုက်ပွဲကာလတလျှောက်တွင်စစ်ကောင်စီတပ်၏လေကြောင်းမှပုံကျဲတိုက်ခတ်မှုများကြောင့်မျိုးရှိဒေသခံပြည်သူများပိုင်ဆိုင်ရာနေအိမ်များအများပြားလည်းမိလောင်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။မမောမျိုးသည်ကချင်ပြည်နယ်ဒုတိယမျိုးတော်ဖြစ်ပြီးခရယုံဆိုင်ရာမျိုးဖြစ်သည်။တို့တို့ဗမော်မျိုးတီတရုတ်နိုင်ငံမှာအကောင့်ထဲပေါ်ဆောင်ရွက်နေသည့်အိန္ဒိယသမုဒ္ဒရာကိုလက်လန်းမီရန်ကြိုးပမ်းနေသောတရုတ်မြန်မာအေယာဝတီမြစ်စီးပွားရေးရုံးသို့မဟုတ်တရုတ်မြန်မာရေချောင်းခပတ်လန်းစီမံကိန်းတရှိရာမြို့တစ်ခုဖြစ်သည့် KIA ပူးပေါင်းတပ်များသည်ကချင်ပြည်နယ်ထိုးစစ်အတွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှမဘိမျိုးကချင်ပြည်နယ်မှာစွန်ပရာပေါ်အင်ဂျန်ယန်စဒုံချီဖွေ ဆော့လော်ဖီမောပန်ဝါဒေါ်ဖုံးယန်စင်ဘိုမြို့လမိုးမောင်မြို့မန်စီမြို့နေဆက်ကုံသွဲရေးမြို့လွေကျဲမြို့များကိုတင်ပိုက်ထားနိုင်ပြီဖြစ်သည်ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာကွယ်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်